ဘိုးရေကလည်းတိုက်ပွဲတိုင်းကြာနေတယ်မြမတက်တိကဘာကတိအောင်ငါတို့လောက်ပြမယ်ရဲလျာတွေလည်းအရှက်မရှိလုံနေတယ်အလောက်လောက်လောက်တိုက်ပွဲတိုင်းလည်းနင်တို့ပဲကြာတယ်ဖဲနေပါဖဲနေပါ အရှက်ပြန်လာမယ်ဒါမှတို့တိုင်းပြည်ချင်းမြန်မြန်အေးချမ်းမယ်ဘောလာမျိုးတွေအားလုံးပဲငလီမင်းနဲ့မေဘီတံမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်လဲကြိုးလိုက်ပါတယ်ဗီဒီယိုလေး reaction မလို့တွားပြီးမှာတော့ယနေ့ ်နေလာ24ရက်နေ့စနေနေ့မနက်ပိုင်းတီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုရင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုဖို့ဒီနိုင်ငံတွေပြည်ထမှန်တောင်းဆိုလိုက်ပါရယ်စေကောင်းဆောင်များကတော့၎င်းတို့ရဲ့ကိုကျူးစီးပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားဒီမှာဒီနေ့မှာဆိုရင်တော့ 1954ရက်ရှိပြီဖြစ်ပါတယ်1954ရက်တွင်မြန်မာပြည်သူတွေရဲ့နေ့စဉ်နဲ့မျှမျက်ရည်တွေနဲ့ကြောက်ရွံ့မှုတွေနဲ့ဖြတ်သန်းနေရတဲ့အတွက်တော်လိုင်းရဲဘော်တွေကနေ့စဉ်ကြိုးစားနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်အဲကြောင့်တော်လိုင်းရဲဘော်တွေကိုလည်းနေ့စဉ်နဲ့မျှအားပေးထောက်ခံရင်းနဲ့တော်လိုင်းသတိတော်လိုင်းအသိမပြတ်စေဖို့တဲ့နေ့စဉ်ရွတ်တပိနေဖြစ်ပါတယ်မနိုင်ငံတော်စစ်ကောင်စီကစစ်ကွေးတွေဆုံးမှုစီးရင်မှာတော့ရန်ကုန်မြို့မရမ်းကုန်းမြို့တွေမှာတကောင်း အင်းမီနဲ့ကြီးတိန်မျိုးမှအသေးများပါတယ်တွက်ရေးတွက်လို့တော့မရတဲ့ထိပါပဲတော်လိုင်းရဲဘော်တူတို့ကြာဆုံးခဲ့ရပါတယ်အဝေးတိုင်းအခုခုမျိုးတွေမှာ၃ဦးအရှင်မြည်ခဲ့ပြီးတော့အခုတိုင်းမင်းလာမျိုးတွေမှာ၂ကောင်အခုတိုင်းနက်တလင်းမျိုးတွေမှာ၂ဦးလင်းဝင်ရောက်ခဲ့ရတကိုင်းတိုင်းမြင်းမှုမျိုးတွေမှာ၂ကောင်နဲ့လင်းသာရီတိုင်းတဝဲမျိုးတွေမှာ၃ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ် င်းနှမုတ်အနေနဲ့ကတော့သခိုင်းတိုင်းသခိုင်းမျိုးပန်းတော်ရက်ကွက်မှာနေထိုင်တဲ့ကြောက်ပွဲသားကိုမောင်မောင်ကိုအချမ်းပတ်စစ်တရနေရင်ထဲဒီဝင်ရောက်ဖမ်းဆီးသွားကြောင်းပြည်သူ့ဘက်တော်သားများဖွဲ့တဲ့တင်းတောင်းဝင်ကထုတ်ပြန်ထားပါတယ်။ဒါဟာမေလ22ရက်နေ့တွေကညနေ4:22မိနစ်မှာပန်းတော်ရက်ကွက်မှာနေထိုင်တဲ့ကြောက်ပွဲသားကိုမောင်ဆိုသူကိုတကောင်းရက်ကွက်ပြူစောတီအဖွဲ့နဲ့အချမ်းပတ်စစ်ကောင်စီခန့်အုပ်ကြီးညင့်စော်တို့ကပူးပေါင်းပြီးကားငါးစီးဖြင့်နေရင်ထဲဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒီကွေးတွေဖမ်းဆီးသွားတဲ့ကြောက်ပွဲသားမောင်မောင်ဟာအသက်အရွယ်ကတော့35နှစ်အရွယ်ပါ။အလင်းပေးပြည်သူတွေကိုပစ္စည်းဝေးတာ ဝေတော့မမုံဆိုတဲ့သူကသွားထုတ်တာသူများတွေဆိုပစ္စည်းစုံနေရတယ်သူဝေတဲ့အထဲမှာကျွန်တော်မပါလို့ဆဲဆူခဲ့လို့ဆိုပြီးခဏနေတော့သူ့နေအိမ်ကိုပြူခွေးနဲ့စကားစားအုပ်ကြီးတွေကလိုက်လာစီသွားကြောင်းသိရှိရပါတယ်နောက်ထပ်တရင်မှာတော့မန္တလေးတိုင်းမတရားမြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီကလိန်ရင်လက်နဲ့ကြီးများဖြင့်ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေပြီးတိုက်ပွဲတွေလည်းဖြစ်ပွားနေကြောင်းအဝင်ရှိသူတွေကထုတ်ပြန်ထားပါတယ်ဒရယာမျိုးနဲ့ရှီချန်ကိုဒဝူလီတက်မှာတက်လာတဲ့ချမ်ပါစစ်တရဲ့ဂျက်ဖိုက်တာစီးပြင်းတိုက်ပွဲပြပွားလေတဲ့ရှီတော့နေရာများကိုဆက်လက်နှက်ဖြင့်နှစ်ကြိမ်ပြစ်ခတ်ခဲ့ကြောင်းလည်းသိရပါဗါး ပြမစစ်တရားတောင်ကန်ကင်းရွာဘက်ကနီးတဝိုက်ကိုလည်းမုန်းနဲ့တနအီကမှလက်နေကြီးများဖြင့်ရန်တန့်ပြစ်ခတ်ကြောင်းနဲ့သိရပြီးတော့ပြည်သူတွေတို့ထိခိုက်မှုရှိပါတယ်။ဒီအတွက်ကိုတော့တိမပြုတ်နိုင်သေးပါဘူး။တိုက်ပွဲတွေကလည်းဖြစ်နေတော့ပြည်သူတွေတို့ထွက်ပြေးတိမ်းရှောင်နေရတဲ့အဝင်ရှိသူတို့ကထုတ်ဖော်ပြောကြားထားတာသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ပါတီတို့ကတော့ချဲပေါက်နေတာကမသိပါဘူး။တကယ်ကိုပဲနေ့စဉ်နဲ့မျှတီးနေတာပါ။ ထိုင်လဲမထလို့ထလဲတီရောဘယမနာကိုတီးနေတာကိုတွေ့နေရပါတယ်။ကင်းမီနယ်မြောက်ဒီမြို့တောင်ဘက်ဒေါနာတောင်တန်းရှိချမ်းအိုင်းနယ်ဆက်နီးမှာရှိတဲ့စစ်ကောင်စီတက်စကန်တွေတဲကဘလက်ဒိုတက်စကန်ကိုသိမ်းယူလိုက်ပြီးလို့ KNU အုပ်ချုပ်ရေးပိုင်းနဲ့ကော့ဂရိတ်မြို့နယ်ဥက္ကရာရူဆော့ဖတ်တရကနေပြီးတော့အတည်ပြုထားပါတယ်။ဘလက်ဒိုတက်စကန်ဟာမြောက်ဒီမြို့နယ်မော်လီမြို့ဘလက်ဒိုကြီးရွာနီးမှာရှိတဲ့တက်စကန်ဖြစ်ပါတယ်။ KNU ရဲ့အုပ်ချုပ်ရေးနေမြေသမတ်ပုံရတော့ဘလက်ဒိုတက်စကန်တရှိရဝော်လီမြို့ဟာ ဒူပလာယာခိုင်ကော့ဂရိတ်မြို့နယ်မှာပေါဝင်လို့သိရပါတယ်တက်စကန်ကိုတင်လိုက်ပြီးနေကင်းပိုင်းတနအီချိန်မှာတော့စစ်ကောင်စီလက်ထက်ကဘုံကျဲတက်ခဲ့မှုတွေလှုပ်ဆောင်လာခဲ့တယ်လို့လည်းပြင်စီသတိမီကထုတ်ပြန်ထားပါတယ်လူလူတက်စကန်မှာတင်စီရမည့်လက်နက်90ခန်းနဲ့ခေယန်တွေကိုလည်းမှတ်တမ်းတပုံလေးနဲ့ပေါ်ပြထားတာတွေ့ရှိရပါတယ်အဲမင်းအောင်လှိုင်ကတော့ခေယန်ဒီကြီးစားပါပဲပေါ်လန်ရေးတက်တွေကိုလက်နက်တွေကိုနေ့စဉ်နဲ့အမြောက်ကိုဝေပေးနေတာဖြစ်ပါတယ်နောက်ထပ်သတင်းပုံတွေနဲ့ကတော့စစ်ကောင်စီကအခုလိုဘုံကျဲမှုတွေပြုလုပ်နေတာကိုမျက်ကွယ်ပြုနေပြီးတော့ န္တသိစီကောင်းစီနဲ့မြို့သားညီရွေးဆိုရ NUG ကြားဓာတ်ရဲဆွေးနွေးမှုတွေစတင်ဖို့တင့်ကြော်တဲ့ချိန်တွေဖြစ်လာပြီလို့ယုံကြည်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကလည်းပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့ကြက်တက်ကိုဖြည့်ရှင်းဖို့အတွက်ကတော့အဓိကပြိုင်ဘက်အင်အားစုနှစ်စုနဲ့အီဂျာစီတွေ့ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်နေခဲ့တာအခုဆိုရင်အသီးပွင့်တွေစတင်ရရှိလာပြီလို့ယုံကြည်ကြောင်းအန်ဝါကဆိုတတ်ပါတယ်။အဲ့ဒီကြွယ်လဲနောက်တစ်ဆင့်အနေနဲ့စစ်ကောင်စီနဲ့ NUG ကြားပထမဆုံးအချိန်ဓာတ်ရဲဆွေးနွေးမဲ့အဆင့်မျိုးပြင်ဆင်ပေးနိုင်မှုမျှော်လင့်နေတယ်လို့လည်းအန်ဝါကဆိုထားပါသေးတယ်။၆လ၆လနဲ့၆လ တိုးတယ်6လတိုးတယ်နဲ့လေ6လီဆိုနေရလဲပဲဘယ်နှခါမှမသိတော့ဘူးပေါ့နော်အဲ့တော့နှစ်ချုပ်ပြောရရင်9နှစ်ပြည့်တော့မယ်9နှစ်ပြည့်တော့မယ်ပေါ့နော်သူလည်း9နှစ်ပြည့်တော့မယ်သူလည်း9နှစ်ပြည့်တော့မယ်ခမားတို့လည်းပဲဟိုသုံးရက်နဲ့နိုင်အောင်ပြန်တိုက်မယ်လို့သုံးရက်အတွင်းအာနာပြန်ယူမယ်လို့သုံးလအတွင်းပြန်ယူမယ်လို့သုံးနှစ်အတွင်းပြန်ယူမယ်လို့အာနာအဲ့လိုနေနဲ့မရတော့ဘာတွေလောက်တာလဲလို့သူတို့သုံးသပ်လိုက်တဲ့အခါကျတော့ မြန်မာနိုင်ငံကြီးမှာရှိနေဟဟလာအများသူငါတွေသွားနေတဲ့လမ်းနေခင်ဗျားတို့ကဖြက်စီးပစ်လိုက်တယ်ဟိုဘက်နိုင်ငံဒီဘက်နိုင်ငံဟိုဘက်တိုက်ဒီဘက်တိုက်ဟိုဘက်ပြည်နယ်ဒီဘက်ပြည်နယ်ပစ္စည်းတွေကုန်နေပေါ့နော်ဟိုဘက်ကကုန်နေဒီဘက်ပို့ဒီဘက်ကကုန်နေဟိုဘက်ပို့တော့ကုန်ပစ္စည်းတွေပို့တယ်ဆိုတော့အဲ့ပို့တဲ့တရားတွေမဖြစ်မနေတိဆောက်ထားတဲ့ဘီလီယံနဲ့ရှိပြီးဒီကုန်ကြတဲ့တရားတွေမိုင်းနေခွဲပြီးတော့ဖြက်ပစ်လိုက်တယ်ပေါ့ ဒါရဘီလီယံနဲ့ရှိတာခင်ဗျားတို့တသိန်းနာဟိုတသိန်းဆိုတာရိုးရိုးတသိန်းမှာအာတသောင်းတို့ခုဆယ်ရာထောင်တောင်းသိန်းအဲ့တသိန်းအဲ့တသိန်းနာတရာတသိန်းနာလမ်းခင်ဘူးလားဘုံဘုံတော့ဖြစ်ပြက်သဘောကိုနားလဲတယ်ဖြစ်ပြီးရင်ပြက်ရမယ်ဖြစ်ပြီးမှပြက်ရတာနော်ဖြစ်လာခြင်းဟာပြက်ခြင်းသဘောကိုဘုံဘုံတော့သိတယ်အဲ့တော့ခင်ဗျားတို့အရင်တော့ဖြက်ပြက်လိုက်ပြီခင်ဗျားတို့များတို့ပြောင်းပြန်ပြန်တွေးလိုက်မယ်ပြက် ပြက်ပြင်းပြစ်ဆိုတော့တော့ပြအောင်လုပ်ပြီလားနိုင်ငံအတွက်နိုင်ငံကောင်းစားဖို့အတွက်သာပြောတယ်နော်ခင်ဗျားတို့ကနိုင်ငံကောင်းစားဖို့အခုမြင်နေတာတော့ခင်ဗျားတို့ကပြတ်တာပဲမြင်ရတယ်ရွာတွေပြက်တယ်စကိုင်းတိုင်းတိုင်းလုံးပြက်အဲစကိုင်းတိုင်းပြက်သွားတယ်နော်စကိုင်းတိုင်းဆိုမရှိတော့မကွေးတိုင်းဆိုတခြားဒီဖုန်းကြီးကတော့ PDF ဒီကြောင်စကိုင်းတိုင်းပြက်သွားတယ်တဲ့တရားကြီးပြက်သွားတယ်လမ်းကြီးပြက်သွားတယ်လို့ပြောနေဖြစ်ပါတယ်။သူကပြက်တာပဲမြင်တာပါဖြတ်တာဘဲကောင်ကြီးဖြတ်နေရတယ်ဆိုမမြင်တာပါ။မင်းအောင်လိုင်းဘုံကြီးကျဲပြီးတော့ဖြတ်နေတာကိုရတော့ပါဇက်ကနေပြီးတော့ပိတ်ပြီးမပြောနိုင်တဲ့ကောင်ကြီးဖြစ်ပါတယ်။ မန္တလေးတိုင်းဆိုလဲတဝက်လောက်ပြည့်သွားရဲ့အထက်ပိုင်းဆိုအဲ့လိုမျိုးတွေအဲ့တော့ဖြစ်ပြီးမှပြည့်ရတဲ့သဘောကိုဖြစ်ပြဲလို့ပြောတာအဲ့တော့ဖြစ်ပြီးမှပြည့်ရတာခင်ဗျားလမ်းနေခင်းပြီးသွားတယ်ပေါ့အဲ့လမ်းတွေပြန်ဖြည့်ပြလိုက်ပေါ့ပြည့်ပြက်တရားတွေစောက်လိုက်တယ်ပြန်ဖြည့်ပြလိုက်တယ်ဖြစ်ပြက်ပေါ့အဲ့ဖြစ်ပြက်မဟုတ်ဘူးဖြစ်ပြက်ကိုမကြိုက်လို့ပြက်ဖြစ်ပြန်တွေးကြည့်လိုက်မယ်ခင်ဗျားတို့က ဖြတ်တမျိုးပဲပြစ်ပြစ်ဖို့ကြောင့်ပြစ်လာအောင်နော်ဒွေးမိရလေးပါဘာလို့မဟုတ်တယောက်တည်းတပါးတည်းပေါ့နော်ခေါင်းတပါးတည်းထိုင်နေတာဆိုပြင်းလို့ line လေးလဲကောင်းနေတင်လို့တက်ပြီးတော့မှဟိုကိုယ်စိတ်ထဲထင်တာလေးပြောကြည့်တာအလိုမှန်တယ်ထင်တော့လေအသေးပေးပေါ့နော်ဆဲတော့မဆဲနဲ့ဆဲရင်သေးလိမ့်မယ်ဆဲရင်သေးတာဘုံဘုံဆဲရင်သေးသွားတာသေးသွားတယ်ဆိုတာကဘုံဘုံဆဲတယ်ဆဲပြီးတော့တော့ခုသွားတယ်မင်းအောင်လိုင်းဘုံနဲ့ချလိုက်တယ်အဲ့တော့ ဘုံလုံးနဲ့အတူဟိုငရဲပြည်ကိုကြာသွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်မှဆိုလို့ဘုံဘွားတနာလို့ပြောတာပါအားလုံးဘုံဘုံမဆဲနဲ့မြင်လို့ရှိရင်မကြိုက်ရင်ကြော်သွားနော်အဲဘုံဘွားတော့စုပေးလိုက်မယ်ရမ်းမာပါစေရှမ်းသာပါစေဘုံတကူအာနုဘော်ကြီးကြီးပါစေသူယုံမာတွေဘေးကင်းဝေးကြပါစေအားလုံးသူယုံမာတွေဘေးကင်းဝေးဖို့မပြောပါနဲ့မင်းရောက်နိုင်ဘေးကင်းဝေးပါစေလို့ပါစကလေးကပြောကြည့်စမ်းပါဦးကဲအားအနေတော့ဘောတက်မှသွားတာပေါ့ဗျာ နောက်ထပ်သတင်းပုံအနေနဲ့ကတော့စကိုင်းတိုင်းမုံရမြို့အနောက်မြောက်တိုင်းစစ်တပ်နာချုပ်နာမခါမှာ ိုက်မှုအလူရှိလို့ဖျော်ဖြေလုပ်နေကြမှာပဲစေအုပ်စုကလက်နက်ကြီးနဲ့မုံရောင်ဝင်းကြီးကိုပစ်ခတ်ခဲ့လို့ပြည်သူနှုတ်တည်ဆုံးပြီးရှေ့ဦးတဲ့မနဲ့ထိခိုက်တဲ့အရာရှိခဲ့လို့ဒေသခံတွေပြောတာပါတယ်မုံရောင်မျိုးဝင်မူဂိတ်နဲ့အနောက်မြောက်တိုင်းစစ်တပ်နာချုပ်နာမခါတဲ့ကနေစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးခတ်ခဲ့တဲ့ရှစ်တပ်မှလက်နက်ကြီး6လုံးဟာငကတင်းကြီးရွာတွင်ကိုကျရောက်ပောက်ကွဲခဲ့လို့သိရပါတယ်အဲ့ဒီပစ်ခတ်ပောက်ကွဲမှုကြောင့်ပြည်သူစေအုပ်ပြင်းထန်ထန်ထိခိုက်ခဲ့တာနှစ်ဦးတည်ဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်အခုလိုသခိုင်းတိုင်းမုံရောင်မျိုးနောက်မြောက်တိုင်းစစ်တပ်နာချုပ်နာမခါရဲ့တိုက်မှုရဲ့အလှူမာတော့ဖျော်ဖြေဖို့အတွက် နူပညာရှင်တွေတော်များတွားရောက်ခဲ့တာကိုလည်းသိရှိရပါတယ်။လိညာခဲ့တဲ့အထက်မှာအထူးရောက်ဆုံးနဲ့အညစ်ပတ်ဆုံးလိညာတွားခဲ့ကြတဲ့သူတွေကတော့ဒဇင်ဦးဇော်ဖုံးဟိန်းနဲ့ကျော်စိုးဦးတို့တုံးရောက်ပါ။တုံးရောက်သားဇက်တိုက်ပြီးတော့တက်ညီလက်ညီလိန်သွားတဲ့အထက်မှာအစိုးဆုံးကကျော်စိုးဦးပါ။အဲ့ဒီဒီဘဲမျိုးကအဲ့ဒီအကြောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံသီးထုတ်တယ်။အဲ့ဒီမျိုးပေါ်မှာရှိတဲ့လုံယုံတက်ဖို့လို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာ။အဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရရင် ။ငါအเจ้าသားမှမရှိဘူး။အเจ้าသားမရှိဘူးစစ်သွေးကြွားတွေရှိလို့ရှင်းတာ။အဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝင်ချောရမှာ။ကျဲမယ်ဗျာ။အကြမ်းသမားရှိလို့ရှိတဲ့နေရာကိုကျဲတာ။ဒါတိုင်းပြည်ကာကွယ်တာပဲ။နိုင်ငံတော်တို့ကလုံတင်လုံထက်တာလုပ်တာဆက်လုံးမှာပဲ။ကျော်စုပ်ဦးအစိုးဆုံးလို့ဘာကြောင့်ပြောတယ်လဲဆိုတော့အဲ့ဒီသူတို့ဗီဒီယိုအစုံမှာပါတဲ့ကျောင်းထဲမှာလက်နက်ထုတ်လုပ်နေတယ်ဆိုတော့အဲ့ဒါလို့စပြီးတော့သတင်းဖြတ်တဲ့ဗီဒီယိုအတုက ဆောင်းမြွနယ်တွေကဗီဒီယိုဖြစ်ပြီးတော့အဲ့ဒါကိုကိုယ်တိုင်တင်ထားတာကလည်းသူတို့ဖြစ်နေလို့ပါသူတို့ကိုယ်တိုင်ဆောင်းမြွနယ်တွေကပါလို့ပြောထားပြီးသားဖြစ်တဲ့ဗီဒီယိုကိုပုံမှားရိုက်တင်ထားပြီးဆိုမှတော့အဲ့ဒီအိုရိန်တွေစာတင်ကြောင်းထဲမှာ PDF တွေမရှိဘူးဆိုတာသူတို့အတိဆုံးဆိုတာထင်ရှားနေပါပြီခလေးတွေတည်ဆုံးတာဖြစ်ကြောင်းကိုသူတို့သိပြီးဖြစ်နေပါပြီအဲ့ဒါလို့သိပါရင်ねခလေးတွေကို ကျဲမယ်ဗျာဆက်လုံမှာပဲလို့ပြောတာဟာ ဘလောက်တောင်ရောက်မှာတလဲဆိုတာစဉ်းစားကြည့်ပါအဲ့ဒါကြောင့်ကြော်စူးအစိုးဆုံးလို့ကျွန်တော်ပြောပါတယ်ဒါပေမဲ့ဒီဗီဒီယိုကိုတင်ပြီးဒီလိုတက်ညီလက်ညီဇက်တိုက်ပြောဆိုတာကတော့၃စလုံးကြံ့ရပါတယ်ပါအဲ့ဒီစာတင်ကြောင်းနဲ့မှာ PDF မရှိပါဘူးလက်နက်ထုတ်လို့မနေပါဘူးလို့တေဆုံးသူចောင်းသားမောင်နှမရဲ့မိဘတွေကိုယ်တိုင်ကထုတ်ပြောထားပါတယ်စစ်ကောင်စီကသူတို့ဘုံကျဲတာမဟုတ်ပါဘူးဆိုတော့မိဘနှစ်ပါးက ဘယ်လိုများပြောသလဲဆိုတာကိုနားထောင်ကြည့်ပါဦးသူတို့မလုပ်လို့လားရပ်ဒီကလောက်မှတော့မင်းကြီးတို့ဝဲဝဲနဲ့အပပောင်းများလာဝဲပြီးတော့ပပောင်းများသွားဝဲပြီးတော့ဒီကြောင်းမွေးသူကသားလေးလုပ်လို့ဆိုင်ပဲ PDF မှာသာမျိုးမရှိဘူး PDF လည်းဒီထဲမှာနေတဲ့လူလည်းဘူးမှမရှိဘူးသူကနေသူတို့ကိုတော့တို့ကြဘယ်နေမှလည်းမသိဘူးအဲ့လိုနေကြတာပဲ PDF မှာဒီဟာကြီးလာလို့ PDF ကဒီလိုစိတ်မရှိဘူးဒီလိုစိတ်လည်းမရှိဘူးသူတို့မှာ သူတို့လိုမဟုတ်သူတို့ကဖုန်းကြီးလည်းမချောင်းကလေးလည်းမချောင်းဒီကလူကိုလူချင်းကိုချင်းစာနာတိုက်တယ်အများကြီးဒီကကလူကဘာမှမရှိဘူးဒီကကရန်သူဆိုရန်သူကိုပဲဟွာလောက်ပါလေဘယ်သူမှဒီကလေးတွေပဲတော့မှမလုပ်ဘူးအဲ့ဒီကြောင့်မှစာတင်ပြီးတော့ဘုံကျဲချိန်မှာလဲကိုတိုင်းရှိနေခဲ့တဲ့ဆရာမတူကလည်းကြောင်းထဲမှာ PDF မရှိချောင်းကိုပြောပါတယ်ပြည်သူကပြည်သူကိုမတက်ဘူးလို့လည်းပြောပါတယ်ဘယ်သူမှမလောက်သူလို့သူလို့ကိုလို့ကိုလို့ကြား PDF ဆိုရင်လည်းကလေးတွေအထီးကအကြောင်းနဲ့လာလို့ပါမလားလောက်ရနေရအများကြီးသူတို့အိုက်လောက်မှစဉ်းစားတတ်ပါလား ဟုတ်တယ်မလားဟုတ်တယ်မလားပြည်သူကိုပြည်သူအောင်ထိကဘယ်သူမှမလုပ်ဘူးဟုတ်တယ်မလားပြည်သူကိုကိုယ့်ပြည်သူကိုထိကဘယ်သူမှမလုပ်ဘူးသူတို့ PDF တွေလုတ်ချင်ရင်လည်းဒီဟာကိုလက်နဲ့ဆန်းချင်ဥပမာပြောရလက်နဲ့ဆန်းချင်ဒီလက်လုံမိုင်းကိုလုတ်ချင်တယ်ဆိုရင်တခြားတော်ကြီးမှာအကျယ်ကြီးပဲဘယ်နဲ့သွားလုပ်လို့အเจ้าမှာလာလုပ်ဆရာအเจ้าကိုမရှိလုတ်လည်းမလုတ်ဘူးဆိုမှဘယ်သူမှကိုယ့်ပြည်သူကိုဒီကလေးကိုထိခိုက်နေတာစီအောင်ဘယ်သူမှအဲ့စင်ကြီးမရှိဘူး PDF ဆိုတာက ပျောက်ကြားတွေပါပျောက်ကြားဆိုတာပြည်သူကိုမိခိုပြီးတော့ဒေါ်လာရေးလောက်တာပါပြည်သူကျွေးတဲ့ထမင်းကိုစားနေတာပါအဲ့လိုလူတွေကပြည်သူတွေရဲ့အပြစ်မဲ့ကလေးငယ်တွေကိုဘယ်တော့မှမတတ်ပါဘူးအဲ့ဒီရွာသူရွာသားတွေကိုဘသူကမိတ်ဆွေလို့သဘောထားပြီးတော့ဘသူက ရန်သူလို့သဘောထားတယ်လဲဆိုတာကိုစမ်းစစ်ကြည့်ကြပါသိရှင်းပါတယ်အဲ့တော့ရန်သူလို့သဘောထားတဲ့သူကဘုံကျဲမလားမိတ်ဆွေလို့သဘောထားတဲ့သူကဘုံကျဲမလားဆိုတာကလည်းရှင်းရှင်းလေးပါ တိစုံသူကလေးတွေရဲ့မိဘတွေကိုယ်တိုင်ကအကြောင်းထဲမှာ PDF မရှိပါဘူးလို့စိတ်လိုလက်ရထုတ်ပြောထားတာပါ တကယ်လို့ PDF လက်ချက်နဲ့တိစုံတာအမှန်တကယ်ဆိုလို့ရှိရဟုတ်ခဲ့လို့ရှိရမိဘတွေကိုယ်တိုင်က PDF တက်တာမဟုတ်ပါဘူးလို့ PDF ကိုကောက်ွယ်ပြီးတော့ပြောကြပါမလားဗျာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတာကိုမမြင်မဲနဲ့တပ်သမီးနှစ်ယောက်တိစုံသွားတဲ့မိဘတွေကလိန်ညာပြီးတော့ပြောပါမလားတကယ်လို့ PDF တက်တာမှန်လို့ရှိရသူတို့က သားသမီးနှစ်ယောက်ရဲ့မျက်နှာကိုတောင်မှမထောက်ဖဲနဲ့ PDF တွေဘက်ကနေပြီးတော့အကာအကွယ်ပေးနေပါမလားဆိုတာကိုစဉ်းစားကြည့်ပါသိရှင်းပါလေတော်တော်ကိုရှင်းတဲ့ဇာတ်လမ်းပါဒီချိန်မှာဟိုအဖြူစိမ့်ဝင်ပြီးចောင်းသားចောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကចောင်းပိတ်တဲ့ယာဒီပြီးတော့ဒီဘဲရင်မှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘဲရင်ကဒါစာမုံးပြန်ဖြေရတဲ့ဟို grade 10ចောင်းသူចောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးအဲဥစားကတရင်မှဖြစ်တယ်เนาะဒီဘဲရင်ကလုံးဝလည်းပညာလည်းဟိုចောင်းလည်းမဖွင့်ဘူး ညာသင်ကြားတဲ့ဟိုလည်းမဟုတ်ဘူးညီမလေးပြောလို့ပဲ grade 2တွေဖြစ်ရတဲ့ဟိုဟာအကြောင်းလည်းမဟုတ်ဘူးပေါ့နော်ကြောင်ပွင့်ကြိမ်မဟုတ်ဘူးဆိုတဲ့စကားကိုသူတို့စစ်လော်ဘီတွေကအင်တိုင်းအားတိုင်းဝါရဖြန့်ချီပြောဆိုကြပါတယ်။တစင်းဦးသိဖို့အချက်နှစ်ချက်ပြောပါမယ်။ပထမချက်ကဒီကြောင်ဟာ NUG ဖွင့်တဲ့ကြောင်ပါ။စစ်ကောင်စီရဲ့ကြောင်မဟုတ်ပါဘူး။အဲ့တော့စစ်ကောင်စီအချိန်ကြားတိုင်းဖွင့်ကြမှာဖွင့်မယ်ဆိုတဲ့အချက်ပါ။ဒုတိယချက်ကတော့ကြေးရွာတွေမှာကြောင်တွေကိုသီးနှံစိုက်ပျိုးချိန်နဲ့ချိန်ကပ်ပြီးတော့ဖွင့်လေရှိပါတယ်။ ဲ့ဒါကအခုအာနာသိမ့်ပြီး၄နှစ်ကြာမှမဟုတ်ပါဘူးလွန်ခဲ့တဲ့260 80ကလေးကထုံးစံမှာအရင်အရင်အစိုးရတွေလက်ထက်မှာကလေးကထုံးစံမှာတော့ကဒလီထုံးစံကိုသစဉ်ဦးနားလည်ပုံမရပါဘူးတော့မှာကောက်ဆိုင်ချင်းကောက်ရိတ်ချင်းကြက်သွန်ဆိုင်ချင်းကြက်သွန်နှုတ်ချင်းမြေပဲဆိုင်ချင်းမြေပဲဖော်ချင်းတွေဆိုလို့ရှိရင်ကြောင်းဖွင့်ဖွင့်မဖွင့်ဖွင့်ကြောင်းသားတွေကကြောင်းမတက်ပါဘူးအဲ့တော့ဆရာတွေကမတက်တာတဲ့အဆုံးမှာကျောင်းပိတ်ပေးရပါတယ်။ကျောင်းသားအလုံးအစဉ်ပြေတဲ့အချိန်တွေမှာကျောင်းကို အစားထိုးပြီးတော့ဖွက်လက်ပေးရပါတယ်အဲ့ဒါတော်ကြောင်းတွေအားလုံးရဲ့ထုံးစံပါသူ့ရဲ့သူ့ရွာမှာသူ့အထာနဲ့သူ့တလေးနဲ့ရှိပါတယ်ဇော်ဘဝင်းကဒီတရင်ကတရင်မှာပဲလို့ဇွတ်ပေးကပ်ပြီးတော့ညင်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်အထူးရှင်းမပြတော့ပါဘူးဒီတရင်ကတရင်တူတရင်မှာမဟုတ်ကြောင်းကိုအခုဆိုလို့ရှိရင်လူတိုင်းသိနေကြပါပြီတရင်ကသူ့ရဲ့နေဝန်မိုးဟေးရဲ့တပည့်လည်းဖြစ်ပါတယ် ဆိုတော့အဲ့မှာတို့ပုံနေထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရဲ့ပြီးသွေးဆွနေတဲ့ဓာတ်ပုံတွေရဲ့ဆိုတာအလုံးကြံဒါကြောင့်ဒီဘောမှာသုံးកောင်ဝင်ရှင်းနိုင်မယ်ဆိုရင်တော့ဒေါ်လန်ပြည်သူတွေအနေနဲ့ကစူဂျင်းငွေတွေချိမိမယ်ဆိုတာကိုဒီနေရာကနေပြီးတော့ထပ်မံပြောရင်းနဲ့ပဲနောက်ထပ်သတင်းပို့အနေနဲ့ကတော့ကချင်းလူလက်ကြီးတမတော် KIA နဲ့ဥပုံတက်တရားရွှေကူမြို့မှာရေးပေါ်ဆင်းသက်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ရဟင်းရုံကိုမေလ22ရက်နေ့ကတမန်တော်ရောက်တိုက်ခိုက်ဖြစ်စီခဲ့တာကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ကဖျက်ချပျက်စီးခဲ့တဲ့စစ်တပ်ရဟင်းရတိုက်လေရင်စုစုပေါင်း9စီးရှိပြီဖြစ်ပါတယ် ။ဒါကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လိုင်းရင်ဖွဲ့တွေကစစ်ကောင်စီကိုခုခံတွန်းလှန်ရင်းပစ်ချနိုင်ခဲ့တဲ့စစ်တပ်ရဲ့လေရင်နဲ့ရဲရင်စီးရီအ ਨੇ ဆုံး၁၀စီးရှိပြီဖြစ်ပါတယ်။ PI နဲ့ပူပေါင်းတပ်တွေကမေလ၂၀ရက်မှာဗမာမျိုးအမှတ်၁တစ်စင်ကိုကဲရင်မှုတနာကျုပ်စကားကနှစ်တကိုစစ်ကူနဲ့ခရင်ရိတ်ခါလာပို့ရရင်၃စီကိုပြစ်ခတ်တိုက်ခတ်ခဲ့တာမှာ၂စီထိမှန်ပြီးဒစီကတော့ရွှေကူမျိုးနီးတော်တဲ့မီးလောင်ကျွမ်းပျက်စီးခဲ့တယ်ဆိုတာလည်းအယုံသိရှိမှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဘောမရက်ကွတ်မှာလည်းဘလို့တွေဖော်ပြထားလဲဆိုရင်တော့ဒီပစ္စည်းတွေဟာစစ်တပ်ပိုင်းပစ္စည်းတွေမဟုတ်ပါဘူးကြည့် မင်းတို့တွေပြည်သူတွေပိုင်းလက်ပစ္စည်းဖြစ်တဲ့မင်းတို့ကပြည်သူပိုင်းပစ္စည်းကိုမင်းတို့ဖျက်ဆီးနေတာဖြစ်တယ်ဆိုပြီးတော့ပြောနေတာလည်းတွေ့ရပါတယ်တကယ်တော့ပြည်သူတွေပိုင်းတာဟာအဲ့ပစ္စည်းတွေမှမဟုတ်ပါဘူးမင်းတို့အသက်တွေကိုလည်းပြည်သူတွေကပိုင်းနေပါပြီ